ဆိုင်ပြောရေးမွေးမြူရေးနဲ့ဆဲမြောင်းဝန်ကြီးဌာနဆဲမြောင်းနဲ့ရေးသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်ဆိုင်ပြောရေးရရှိရေးအတွက်ဆက်ရည်တွင်းများတူဖော်ပေးတဲ့လုပ်ငန်းများအပြင်ရေလောင်တက်မန်ရေလွှဲဆဲမြေရတင်လုပ်ငန်းများလည်းဆောင်ရွက်ပေးလက်ရှိကြောင်းသိရပါတယ်။အဒီလိုဆောင်ရွက်ရမှာရေလောင်တက်မန်246ခုရေလွှဲဆဲ144ခုနဲ့မြေရတင်လုပ်ငန်း228ခုကန်82ခုရေတကောက်169ခုတို့ဖြင့်ဆိုင်ပြောရေးနဲ့တောက်သုံးရေးပေးဝေခြင်းများဆောင်ရွက်ပေးလက်ရှိကြောင်းနဲ့ပတ်သက်ပြီးတော့ ဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမိုးဦးကအခုလိုပဲပြောကြားထားပါတယ်ရှင်။ကျွန်တော်တို့ဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ရေလောင်းတမန်146ခုရေလွဲဆယ်144ခုနဲ့မြေချောင်း AI ရေတင်လုပ်ငန်း128ခုကိုဆောင်ရွက်ထားရှိပြီးတော့အဓိကစိုက်ကြိုးရေးပေးဝေခြင်းနဲ့ထောက်တောင်းရေးပေးဝေခြင်း ျွန်တော်လက်ရှိဆောင်ရွက်နေရှိပါတယ်။ site view ရေတောက်သုံးရေရေကန်ပေါင်း82ခုရေတကား196ခုပေါင်းတဲ့ပေါ်ဆောင်ရွက်ထားရှိပြီးတော့ site view နဲ့တောက်သုံးရေပြည်စင်ချင်းတွေကိုဆောင်ရွက်နေတဲ့အပြင်ကျွန်တော်တို့မျိုးပြကြည့်လိုက်ကြည့်ပါလေစိုက်ပျိုးမြေတွေရေကြီးနေမြုပ်ပျက်စီးခြင်းကာကွယ်ဖို့အတွက်အလေအနိုင်ပေါင်း2594.2ခုမိုင်ရှိတဲ့ရေဘေးကာကွယ်ရေးတာတွေရေငန်တာတာပေါင်း230ခုကိုလည်းတိစောက်ထိန်းသိမ်းထားရှိပြီးတော့ ်ဗေရီယာပေါင်း28သိန်း4400ခန့်ကိုရည်ကြီးနှမြုပ်မှုနဲ့ရေငန်ဝေရောက်မှုများအနေနဲ့ကာကွယ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီသောက်ပြီးရေလောင်တမန်ရေလွဲဆယ်ရေတင်လုပ်ငန်းတွေကနေပြီးတော့ရခိုင်နဲ့2023 24ရွေသီးနှံ38သိန်း 11985ဧကကိုကျွန်တော်စိုက်ပြေးပေးဝေခဲ့ပါတယ်။ယခုနှစ်မှာတော့ဧက2သိန်းခန့်တိုးမြင့်ရထားပြီးတော့2024 25လွေသီးလံဧကပေါင်း4,8265ဧကကိုကျွန်တော်တို့ရထားဒီပေးဝေဆောင်ရွက်လျက်ရှိပါတယ်။ကျွန်တော်ဖေဖော်ဝါရီလကုန်ထိလွေသီးလံ3,3000 982နှစ်ဧကကိုဆက်ပြီးပေးဝေပြီးဖြစ်ပါတယ်။နော်ယာဒီကုံဆုံးချိန်မှာတော့ယာသားရဲ့လေးတန်းအပြည့်ဝပေးဝနိုင်မယ်လို့ကျွန်တော်ရဲ့လည်းရှိပါတယ်ခင်ဗျာ။ဌာနရဲ့အဓိကရည်ပေးဝေမှုကတော့ဆက်ပြီးရရှိရည်ပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ရည်ရွယ်ပြီးတော့လည်းကျွန်တော်တို့ရေလောင်းမှန်ရည်ရွယ်စေဒီကံနေရည်တကားတွေရည်တင်လုပ်ငန်းတွေပြီးဝင်နေတဲ့အပြင်ပေါ့ ျွန်တော်တို့မြေရောက်ရေးရှင်နေပြီးတဲ့ဒေသတွေမှာလည်းစိတ်ရင်းတွေတူးပြီးတော့ဆက်ပြေးရရှိရလဲဆောင်ရွက်ပေးပါတယ်ဒီလိုပဲတချို့ရေလောင်တမန်အကြီးတွေမှာလည်းရေအားလျက်စစ်ထုတ်လွှတ်ပေးခြင်းကိုလည်းဒါကျွန်တော်တို့တမန်များမှထောက်ကူပြုနေနဲ့ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါကြောင်းဖြည့်ဆွဲတင်ပြလိုပါတယ် ဆယ်မြောင်းနဲ့ရေတုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်မြို့ပြကျေးရွာများနဲ့စိုက်ပျိုးမြေများရေကြီးနေမြမှုကြောင့်ပျက်စီးခြင်းကင်းဝေးစေရန်ရေဘေးကောက်ွယ်ရေးတာနဲ့ရေငန်တာတာများစုစုပေါင်း230ခုကိုတိစောက်ထိန်းသိမ်းထားရှင်ပြီးမြေဧရိယာ28သတ္တမ44သိန်းခန့်ကိုရေကြီးနေမြမှုနဲ့ရေငန်ဝင်ရောက်မှုမှကောက်ွယ်ပေးလျက်ရှိကြောင်းသိရပါတယ်ဒီသတင်းကိုတော့သတင်းတော့မှဖြိုးအီးပိုင်းကသတင်းရယူပေးထားတာပဲဖြစ်ပါတယ်ရှင်